နည်းနည်းလဲတဲ့လူကတွယ်ဝိုက်ပြီးတော့ပြောတာအတဲ့လူကထဲတို့ပြောတာဟုတ်လားကိုကောင်းချောင်းကိုလည်းအဲ့ဒီတိုင်းပဲအဲ့ဒါအရင်ထဲတို့ပြောတာအဲ့တော့ဥစဉ်ကစကားပြောရင်နည်းနည်းလေးကိုချင်းစာကြပါလို့တောင်းပြောခြင်းတယ်သူများကသူတို့ကောင်းတဲ့အကြောင်းတွေပြောနေနားထောင်ခြင်းလားဒီကမကြီးတွေနားထောင်ခြင်းလားအဲ့ဒီလူတွေကသူတို့ကောင်းချောင်းသူသားသမီးတွေနိုင်ငံခြားမှာဘလို့တွေပညာတွေသင်ပြီးတော့ဘလို့တွေဟာဟာပြောနေဆိုနားထောင်ခြင်းလားထောင်ခြင်းသလား မထောင်ခြင်းဘူးဗျသူများကောင်းတာကိုနားမထောင်ခြင်းတာပုထုသင်ရဲ့တဘာဝဟုတ်လားအဲ့ဒါကိုပဲအိတ်တာလို့ခေါ်တာမဟုတ်လားအိတ်တာဆိုတာသူများကောင်းတာကိုကြားကို မကြားခြင်းတာမနာလိုဘူးဆိုတာအဲ့ဒါကိုပြောတာ နာတာဆိုတာဘယ်ကနာတာနားကနာတာအခုတရားနာနေတာဘယ်ကနာနေတာအေးအဲ့ဒါဗမာစကားမနာလိုဘူးနားမထောင်လိုဘူးကောင်းတာဆိုကြားကိုမကြားခြင်းဘူးအဲ့ဒါပုထုဇဉ်ရဲ့ပင်ကိုသဘော အဲ့တော့ကိုကောင်းတာကိုသူများသွားပြောရင်အဲ့ဒါမုံစေးစားတော့တာပဲသူများမုံအောင်လုပ်တာเนาะဒါကြောင့်ဟိုတရားလေးတွေကလိုက်နိုင်ရင်တော်တော်ကောင်းတယ်သိလားအဲ့ဒါကိုကောင်းချောင်းမပြောရင်သူများချစ်လိမ့်မယ်ဗျာသိကြတယ်ဗျာเนาะဒကာကြီးမိုင်းများဒါကြောင့်ကိုကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့ကိုမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါမှန်ပါဟုတ်ရဲ့လားအေးသူများမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့ သူများကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်လားမှန်ပါဗျာ။ဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတာကိုတောင်မရောက်နိုင်မှုဖြစ်နေတယ်ဗျာ။အတတကကြီးဒကမကြီးများဘယ်လိုစကားကိုဘယ်လိုနားထောင်ရမှလဲဆိုတော့စကားတွေက ကိုနားတဲ့ကိုအမျိုးမျိုးရောက်နေတယ်။အဲ့ဒီတည်းမှာဦးဇင်းတို့ပထမကိုမကောင်းတာပြောတာတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့မကောင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုနားတဲ့ကိုရောက်လာတဲ့ဇကားတွေနဲ့ပတ်သက်ပြီးတော့အရင်စဉ်းစားကြည့်ရအောင်။တကကြီးတကမကြီးများမကောင်းကြောင်းကို သူများပြောတာတွေကြားဖို့လား။ကြားဖို့လေ။ဓာတ်ရိုက်ပြောတာလည်းကြားလိုက်မယ်။ကိုယ်ရမှာပြောပြီးတော့တဆင့်လာပြောတာလည်းကြားရလိမ့်မယ်။ကိုမကောင်းကြောင်းကိုလေ။ဟုတ်လား။အဲ့ဒီလိုပြောရင်ဘယ်လိုနားထောင်မလဲ။ဒီအချက်ကလေးကအရင်စပြီးတော့စဉ်းစားရအောင်။ ိုမကောင်းချောင်းကိုပတ်ဝန်းကျင်ကပြောလာပြီဆိုရင်စဉ်းစားလိုက်သူတို့ပြောတာဟုတ်သလားမဟုတ်ဘူးလားသူတို့ပြောနေတဲ့မကောင်းချောင်းတွေဟာဟုတ်သလားမဟုတ်ဘူးလားလို့စဉ်းစားဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးဟုတ်နေတယ်ဆိုရင်တော့အဲ့ဒါပြင်ဖို့စူးစမ်းရတော့မယ်နော်တကကြီးများမခံမင်းရဘူးနော်သူများမကောင်းချောင်းပြောတာကိုသူတို့ပြောတဲ့အတိုင်းငါမှဟုတ်မြတ်နေသလားလို့စဉ်းစားဟုတ်တယ်ဆိုရင်မလုပ်ရမယ်ပြင်ရမယ် မဟုတ်ဘူးဆိုတာလည်းရှိနိုင်တယ်မဟုတ်ဘဲနဲ့မုံလို့ပြောတာလည်းရှိလိမ့်မယ်အဲ့ဒီမဟုတ်ဘူးဆိုရင်တော့ဘယ်နဲ့လုံမလဲသီးခံဖို့ကြိုးစားရမယ်မှန်ပါပဲနော်ဒါကြောင့်မကောင်းတဲ့ဇကားတွေအပြစ်တွေနဲ့ပတ်သက်လာရင်ဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်ပေးတယ်ပြောကြည့်စမ်းပါဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်အဲ့ဒါအဲ့ဒီဇကားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနားထောင်နေပဲမှန်ပါပဲဟုတ်လို့ရှိရင်ပြင်ရမယ်